ိုဖုံးနဲ့နောင်ချိုနောက်ဆုံးရတဲ့တဲ့ပလောင် PDF တွေတဲ့30ကျော်တည်တဲ့ဖုံးကြီးအမျိုးများနဲ့ PDF ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့တဲ့တွေကိုအမြင့်တက် relation လုပ်ပေးတော့မှဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အဲ့ဒီကိုနိုင်ငံတော်အကြီးအကဲတွေနဲ့အေဂျင်စီတော်နေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုတွေကိုကျွန်တော် speaker သမားတယောက်အနေနဲ့အဖြေခံဘွားနဲ့အမုန်းခံလူသားဆိုတော့ အနက်အဘယ်ပြည့်နေစွာဟိုပိုင်ဆိုင်ထားတဲ့ကျွန်တော်စောဖုံးဟင်းကနေပြီးတော့တင်ဆက်ပေးမှဖြစ်တယ်ပေါ့နော်ကျွန်တော်အခုရေစိုးပြောချင်တာကလာချိုမြို့မှာ16ရက်18ရက်18ရက်ကိုမနေ့9နာရီပေါ့နော်9နာရီနေ့စပြီးတော့မှလာချိုမြို့မှာရှိတဲ့ပြည်သူလူထုတွေကိုတက်မတော်ကလာချိုမြို့ကိုပြန်လဲအုပ်ချုပ်လာမယ်ဆိုလို့ရှိရင် ဦးမယောင်လိုင်းအစိုးရလက်အောက်မှာပြန်ပြီးတော့မှရောက်မယ်ဆိုလို့ရှိရင်ပြည်သူလူထုကလက်မခံပါဘူးဆိုတဲ့ဆန္ဒပြပွဲကို MNDA ကိုကန်အကြံဖက်လက်နက်ကန်တောင်းကျမ်းသူက16ရက်18ရက်17ရက်နေ့မှာလှုံ့ဆော်ခိုင်းနေပါတယ်။နောက်ပြည်သူတွေကမလုံချင်ဘူးပြည်သူတွေကလာရှုမျိုးကိုတက်မတော်လက်အောက်မှာပဲအဲတက်မတော်လက်အောက်မှာရှိပြီးတော့မှပြည်သူတွေအေးချမ်းစွာနဲ့လုပ်ကန်စားတော့ချင်တယ်ဆိုတဲ့ပြည်သူတွေကကျွန်တော်ကိုသတင်းပေးပို့လာတာဖြစ်ပါတယ်ပေါ့နော်။နောက်တော့ ကက်မရော်ဝင်လာလို့ရှိရင်တဲ့ MNDA ကိုကန်အကြံဖက်လက်နက်ကိုင်တောင်းကျန်းသူတပုံတွေကလက်ရှိနေနေထိုင်နေတဲ့ပြည်သူလူထုတွေကိုလက်နက်တွေပေးပြီးတော့မှတက်မရော်ပြန်ပြီးတော့တိုက်ခိုင်းမယ်ဆိုတဲ့သတင်းနောက်တစ်ခုကကျွန်တော်တို့ဒီနောင်ချိုပေါ့နော်နောင်ချိုဟိုမှာ18ရက်3လ25ရက်နေ့မဆာခ900နဲ့မြောက်ဖက်တရက်ချို တရက်ချိုကျော်ရန်သူအခြေပြုလျက်ရှိသောတောင်ကုန်းအားနှစ်နာရီမှစတင်တိုက်ခိုက်သိမ်းပတ်ရတဲ့၁၇နိုင်20အချိန်ရအချိန်ရရှိရန်သူပလောင် PDF အလောင်းဒါတက်မတော်ရရှိတဲ့အလောင်းပေါ့နော်16လောင်းနဲ့လက်နက်မျိုးစုံ12လက်လက်လုံမိုင်း17လုံး KM မျိုးစုံ1120တောင်ရရှိမိမိစစ်တီ2ဦးမစိုးရင်ရစိုးရင်ရ2ဦးတရားရရှိခဲ့တယ်တဲ့နော် အဲဒါပေမဲ့ဟိုပြည်သူလူထုကပြောတာကတော့နောင်ချိုကကျွန်တော်ရဲ့သတင်းပေးပြောတာကတော့အယောက်30ကျော်တည်တယ်တဲ့အယောက်30ကျော်ထဲမှာမှဖုံးကြီးပေါ့နော်ဖုံးကြီးရဲ့အကိုကတဲ့အချမ်းဖက်နောင်နော်ကိုဖုံးနဲ့နောင်ချိုနောက်ဆုံးရသတင်းနဲ့ပလောင် PDF တည်တဲ့30ကျော်တည်တယ်တဲ့ဖုံးကြီးအမျိုးများနဲ့ PDF နဲ့ဆက်နွယ်တယ်တဲ့ဖုံးကြီးအကိုကအချမ်းဖက်လူကြီးဟုသတင်းရတယ်တဲ့နော်အဲ့ဒါနောက်တစ်ခုက ညောင်ကျိုးပေါ့နော်အေးစစ်သွေးကြရတဲ့ညောင်ကျိုးကခင်ကိုအသေးခံဝင်လုံးပြီးညောင်ကျိုးရပြီဆိုပြီးတော့လိန်ပြောထားတာကိုခိုင်သူကအချက်ခွဲမှာကြောက်လို့ထင်ပါတယ်တဲ့မနေ့ကအချင်းကုန်းနဲ့တဲ့ထုတ်လို့ရေးပေါက်မှာတဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်တဲ့ထုတ်လို့ရေးပေါက်ကိုကြော်ပြီးတက်ကပကံကွဲရွာအထိစီရေးရအသာစီးယူထားနိုင်ခဲ့တယ်တဲ့ယခုလက်ရှိအချိန်မှာတော့တဲ့အေးစစ်သွေးကြရတဲ့အင်အားဖြစ်ပြီးလာပြန်လုံးနေတာတဲ့တက်ကထုတ်လို့ရေးပေါက်နာမှာရန်သူကိုခြေမုံနေပါတယ်တဲ့ ရွာနာကိုကတ်ဖို့အသေးခံစူးစမ်းနေပြီးတဲ့တက်ကလည်းဒီနေ့မနက်ဖိုက်တာတွေဖိုက်တာတက်တွေစစ်ကူရောက်သွားပြီးတဲ့လေကြောင်းပစ်ကူတွေရဲရဲဆက်ဆက်ပေးဖို့လိုနေပြီးတဲ့အရက်ဆက်ဆုံလောက်ပါလို့အကြံပြုပေးရသေးတယ်ကျွန်တော်သိတာကတော့ပေါ့နော်ညောင်ကျူးညောင်ကျိုးကတော့လုံးဝကြားစရာအကြောင်းမရှိပါဘူးပေါ့နော်နောက်တစ်ခုကတော့ဒါအကိုတဲ့တရုတ်နိုင်ငံကအလွန်ပိတ်ကားနှစီးနေတဲ့လက်နက်ခရံစားနေရိခါနဲ့အတူမိုးကုတ်ဘက်ကိုတက်သွားတယ်တဲ့ဒီနေ့စင်နာရီလောက်ကတဲ့ ငါးစီးနဲ့အတူဘကိုးပါတင်ထားတဲ့ကားရှိတစ်စီးပါပါတယ်တဲ့ကြောက်တူးတဲ့ကားလို့ထင်ခဲ့တာမဟုတ်ဘူးတဲ့လက်နဲ့ရိတ်ခါတွေနဲ့ဒီနေ့နှစီးထက်သွားတယ်နော်တဲ့သူတို့တွေတဲ့စီဖြစ်နေလို့တဲ့မြင်လိုက်ရတယ်တဲ့နော်မိုးကုတ်ဘက်ကိုတင်းနေနေချမ်းဖက်လက်နဲ့ကန်တောင်းချမ်းသူတပုံတွေကတော့ဆုတ်ခွာနေပါပြီပေါ့နော်အဲအဲ့ဒီနောက်တော့အခုတတိထားရမှာက3လေးလေးပေါ့နော်3လေးလေးတိုင်ရင်တတိထားရမယ်3လေးလေးတိုင်ရင်ကိုလက်နဲ့အင်အားလွင်အားလုံးဝဖြည့်တင်းထားရမယ်ပေါ့နော် အခုချိန်ကြီးတော့တိုက်ပွဲက3လေးလေးမှဖြစ်နေတယ်နော်3လေးလေးမှဖြစ်နေတယ်အဲ့ဒါကို3လေးလေးကိုလုံးဝကိုဂယူဆိုင်ရမယ်ပေါ့နော်ကိုဘကနေပြီးတော့မှနောက်တစ်ခုက AOD တိုက်4မြက်4မြက်အော်ဒီလေးမျက်နာပါလေလေးမျက်လေးမျက်မြို့နယ်ရေကြီးမြို့မှာအဆက်မှားတဲ့16ရက်နေ့ညကထီးထွေးတိုက်ပွဲဖြစ်တာတဲ့ဖြစ်တဲ့နေရာကတဲ့ဆက်ဆက်ယူကြားနဲ့ချင်းလေကြားမှာတဲ့လေးလောင်းနဲ့၅လက်လက်နဲ့ငယ်၄လက်ဆက်လက်တစ်လက် ရန်သူအင်အား200ခန့်မှန်းကန်တဲ့မိမိဘက်မှာကြာရှုံးမှုမရှိတဲ့เนาะမိမိဘက်က၄လောင်းနဲ့၅လက်ရတယ်တဲ့เนาะဆက်လက်ငယ်ပါလေလက်နက်ငယ်က၄လက်တဲ့ဆက်လက်က၁လက်တဲ့เนาะမိမိဘက်ကကြာရှုံးမှုမရှိတဲ့เนาะအဲ့တော့ဟိုမြန်မာနိုင်ငံနေရာအနှံ့ပြားမှာတော့တော်တော်လေးကိုဟိုတက်မတော်အနေနဲ့ကတော့ဟို process in နာရီအောင်မြင်နာရီတွေ့နေရတယ်ပေါ့เนาะရန်သူအင်အားတော့အကြာရှုံးနေပဲဆုတ်ခွာနေရတာတွေကိုဟိုမြင်နေရတယ်ပေါ့เนาะအခုနောက်တစ်ခုက ်ဘကထွန်းတန်းဝါရောဖြစ်စဉ်ညာလက်ကြီးဩဒါဒီလိုနော်ဒါကတော့စစ်မှုထမ်းတစ်နှစ်ပြည့်တာကိုနော်ဟိုတိုင်းရင်းမှုကလိန်လေပြီးတော့မှပြောထားတဲ့ကိစ္စပေါ့နော်ကြီးနှစ်သုံးနှစ်ရှိခွန်ဘကထွန်းတန်းငိမ့်အရန်တက်ဖွဲ့ဝင်စစ်မှုထမ်းဟောင်းယင်းနေရလေးခွဲနှစ်စုတတစုမှုတင်ပြအပ်တဲ့ကဏီမျိုးပြတ်မှာအခြေပြုလျက်ရှိပါတယ်တဲ့မိမိစစ်မှုထမ်းဟောင်းများသည့်၄ရက်၃လ၂၀၂၄ရက်နေ့ တက်ဝင်ရဖြစ်ပါသည်တဲ့15ရက်3လ2024ရက်နေ့ပြန်နှောင်းဝင်ခန့်ရက်နေ့ဖြစ်ပါသည်တဲ့မိမိစန္ဒသဘောဖြင့်တောင်းရင်ယူထမ်းဆောင်မှုတနည်းစာချုပ်ပြည့်ပြီဖြစ်ပါသည်တဲ့တို့ဖြစ်ပါ၍မိမိတို့အရန်တက်ဖွဲ့ဝင်များစင်ပူတန်းများအောင်များတက်မတော်မှာပြန်လည်ထွက်ခွာပြန်ပြုပါရန်လေးစားစွာတင်ပြအပ်ပါသည်တဲ့မိမိနှင့်အောက်ပါစင်ပူတန်းအောင်များသည့်တောင်းဝင်ထမ်းဆောင်စဉ်ဒဏ်ရာရခဲ့သည့်ကတကြောင်အသက်အရွယ်ကြီးကြပါသောကြောင့်ဆက်လက်မလုံနိုင်တော့ပါသည်ဖြင့်အရန်တက်ဖွဲ့ဝင်အဖြစ်မှာ ်ထွက်ခွင့်ပြုပါရန်လေးသောသောတင်ပြအပ်ပါသည်တဲ့ကြီးနှစ်သုံးနှစ်ရှိခွန်ဘူကြီးထွန်းတန်းဝါရောမဖြစ်စဉ်နဲ့ညာလက်ကြီးထိမှန်တန်ရာနှစ်ချက်တက်သားမေအောင်ဝါရောမဖြစ်စဉ်အပြန်မိုင်းထိအတွင်းတန်ရာ တက်ကြက်မောင်ထေးလက်မောင်းမိုင်းစားထိမှန်ကြီးစာကြာရွာထိတ်ဖြစ်စဉ်လေးသားတော်တင်များပြည်ဒီမိမိတို့ဒီအသက်ကြီးပြီးနိုင်ငံတော်ကြီးကိုလက်အတွင်အုတ်တချက်တဲတပွင့်အဖြစ်တနှစ်သဘောတူစာချုပ်ဖြင့်တာဝန်ယူလုပ်ခဲ့သူဖြစ်ပါ၍နိုင်ငံတော်ကြီးကဲများအနေဖြင့်တာဝန် ကြေပြီးစစ်မှုထမ်းနှောင်းများအားပြန်လည်ကူညီပေးနိုင်မှန်လေးစားစွာတင်ပြအပ်ပါသည်တဲ့ရာဒူးတီမြဲမြဲသောအာဏာရရှိရေးတာအသာအသာအလေးလုံနေကြတော့မြေသာပင်များအခက်တွေ့နေရပါသည်တဲ့လေးစားစွာတင်ပြအပ်ပါတယ်တဲ့နော်နောက်တစ်ခုကသူ့ရဲ့တမိရပေါ့နော်ရေးထားတာရှိတယ်သူ့ရဲ့တမိရပါရေးထားလဲဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နော်စစ်မှုထမ်းအောင်များသည့်လဲတဲ့ရင်းမှုတင်ပြတယ်လို့တဲ့မဟုတ်ကြပါတဲ့ဒါကတော့အဲ့ဘုံကြီး ဆနာနော်ဘုရင်ငင်းရပြန်ပြောတာစစ်မှုတန်းအောင်များသည်လဲတဲ့ရင်းမှုတင်ပြသလိုမဟုတ်ကြပါတဲ့ဆက်လက်လုံမိသူကစေဦးခန့်သာရှိပါတယ်တဲ့ရင်းမှုကလက်မဲ့လိန်လက်မဲ့လိန်နေနဲ့အတ္တမတင်ပြမှုသာဖြစ်ပါတယ်တဲ့လာခေါ်ရင်ပြန်မိသူများသာဖြစ်သည်တဲ့လေးစားစွာတင်ပြအပ်ပါတယ်တဲ့နော်အဲ့ဒါကဒါကတော့ဗျာသူလဲနိုင်ငံတော်ချစ်တက်မတော်ချစ်လို့သူတနစ်တာဝန်ထမ်းဆောင်ပြီးပြီလေဒါကတော့ဟိုဟာဖြစ်တင်ပါတယ်ဗောနော်ပြန်ပြီးတော့ဟိုဟာ နားခွင့်ပေးတင်ပါတယ်ကိုစိုးဘုန်းရင်နဲ့ကျမလေးစားစွာတင်ပြရပါတယ်ကျမကတော့အငိမ့်သားအလေတန်းများဆရာမပါတယ်အသက်ကတော့69နှစ်ပါခင်မွန်းကတော့တက်မဘူကြီးအငိမ့်သားပါတယ်တက်မတာဝန်ပြန်လည်ထမ်းဆောင်ရန်ခေါ်တဲ့ပြင်တနည်းစားချုပ်ပြန်လည်ထမ်းဆောင်ခဲ့ပါသည်၄ရက်3လ2025မှာတနည်းပြည့်ခဲ့ပါပြီ စာချုပ်မှာလည်းလက်မှတ်ထိုးပေးပြီးပါပြီသို့တော်လည်းတဲ့ဘယ်နှစ်ပြန်ရမည်ကိုဘယ်လိုပြန်ရမည်ကိုအကြောင်းတစုံတရာမှမသိရသေးပါတော့မသိရသေးပါနေရာကတော့ကဏီမြို့မှာပါတဲ့သူတို့တွေတဲ့မှာမိုင်းနှင်းတည်ဆုံသူဖြားနာတည်ဆုံသူတွေရှိပြီးစေဝါလည်းမရှိဘူးကျမ်းမာရေးတွေလည်းမကောင်းကြပါဘူးတဲ့ကျမဆွေးနေတာပြီးတာကအရေးခင်းစားဖြစ်တဲ့ကဏီမြို့ကို PDF တွေအလုံးရင်းနဲ့ဝင်တိုက်ပြီးမြို့ကြီးတခုလုံးပြတ်သွားတဲ့အချိန်မှာထွက်ပြေးရင်ကဏီမြို့ရဲ့ရှိုးထဲမှာပုံရင်ကြံခဲ့တဲ့ပညာရေးကျမ်းမာရေးဝန်ထမ်းတွေနဲ့ပြည်သူ90ကျော်ရှိနေပါတယ်တဲ့လာခေါ်မယ်ဆိုပြီးမခေါ်တာယခုထိပါပဲတဲ့ လေးနှစ်ရှိပြီလို့ပြောပါတယ်တဲ့ဒုက္ခတွေတော့ရောက်နေကြပါတယ်ကျမခင်မုန်းတို့လည်းယခုယခင်လူများကဲ့သို့ဖြစ်မိကိုဆိုးရင်ပါတယ်တဲ့မိတို့ဆောင်ရွက်ရမည်ကိုမသိသဖြင့်ကိုဇော်ဘုံဟင်းကိုအကူညီတောင်းအောင်ခြင်းဖြစ်ပါတယ်တဲ့အမေစာလေးပါတဲ့အကိုတဲ့ပြန်ကျင်တဲ့ပြည်သူတွေအရက်ဖက်ဝန်ထမ်းတွေလည်းမိမိအရက်ပြန်ဖို့ဝန်ထဲစာစောင့်နေကြရပါတယ်တဲ့ဒီစာလေးတွေကလည်းညီမအဖေတရားဝတ်ထဲအတွက်မဟုတ်ပါဘူးအကိုတဲ့အတူတာဝန်ပြန်လည်ထမ်းဆောင်နေကြတဲ့အသက်ရနေသောစစ်မှုထမ်းတွေနဲ့အားလုံးနဲ့အရက်မှာ ရဲ့ဆစ်စစ်ဖြစ်တဲ့ကတာဝန်ကြပြီးမိမိအရက်ပြန်လာရင်နာခေါ်ရင်မြုံနေတော့အရက်ဖက်ကျမ်းမာရေးပညာရေးအစရှိသောဝန်ထမ်းများလည်းပါရှိပါတယ်သူတို့အားလုံးအတွက်ရည်ရွယ်ပြီးအကူကိုတဲ့တရင်သမားတွေနဲ့ညီမတို့ပြည်သူလူထုတွေကိုစားအကူအညီတောင်းခံရတာ ဖြစ်ပါတယ်တဲ့နော်အဲ့တော့ ဒါကတော့နိုင်ငံတော်လူကြီးမင်းတွေသိရှိပါသေးပါတော့ဒါဘိုးကြီးပါလေထွန်းသိမ့်ပါတန်းထွန်းလာသူနာမည်ငိမ့်ပါတော့သူရဲ့ BC နံပါတ်ပါထည့်ရေးထားပါတယ်ဒါကနိုင်ငံတော်အကြီးအကဲတွေတည်တည်ပါတယ်ကျွန်တော်ဒါကြောင့်မလို့ပြောတယ်အောက်မှာ နိုင်ငံတော်အကြီးအကဲတွေကိုမလိန်ပါနဲ့နိုင်ငံတော်အကြီးအကဲတွေကလည်းအလိန်မခံပါနဲ့အ ਨੇ ဆုံးကဆရာမှုတိုင်းမှုလို့အဆင့်ကားတွေတိုင်းမှုနဲ့နော်တက်မှမှုတိုင်းမှုကဆရာမှုတွေနော်ညှိကိုကြီးတွေပြီးလို့ရှိရင်ကာကွယ်ဦးကြီးချုပ်အဘတူးချုပ်ကြီးတွေနော် အောက်ကလိန်နာကိုလည်းမခံပါနဲ့အောက်ကလူတွေကလည်းမလိန်ပါနဲ့เนาะအမှန်တရားအတိုင်းပဲเนาะတမတမတ်ကြကြနဲ့သွားပါအတိုင်းပြည်ကိုချစ်လို့เนาะအငိမ့်သားတော်ရနေတဲ့လူကတိုင်းပြည်တော်ဝင်ပြန်လဲထမ်းဆောင်နေဆိုတာတကယ်ကိုလေးစားဖို့ကောင်းပါတယ်ခင်ဗျာအဲ့ဒါတွေကိုအောက်မှာဖြစ်ပြနေရအောင်လူကြီးမင်းများသိရှိစေရန်ကျွန်တော်အကူအညီတောင်းလာ၍ကျွန်တော် public area ကနေတရားဝင်ပြောဆိုရခြင်းဖြစ်ပါတယ်ခင်ဗျာမြန်မာပြည်အများဆုံးငိမ့်ချမ်းပါစေရှင်နဲ့ရောက်နေတဲ့တမလို့သားတွေဘေးရန်နေခင်ရှင်ပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်